အီရန်အနေနဲ့အစ္စရေးနဲ့ဗတိပခါကိုပုံမိုချဲထွင်လို့ခြင်းမရှိပေမဲ့လည်းမိမိကိုယ်ကိုခုခံကာကွယ်သွားမယ်လို့အီရန်နိုင်ငံသားရေးဝန်ကြီးအဘတ်အာရချီကစွန်း၅ရက်ကပြောပါရယ်။အီရန်ဟာပြည်ပရဲ့ရန်လိုမှုကိုတုံ့ပြန်ခဲ့တာဖြစ်ပြီးရန်လိုမှုတွေရပ်တန့်သွားမယ်ဆိုတာကအီရန်ရဲ့တုံ့ပြန်မှုတွေလည်းရပ်တန့်သွားလိမ့်မယ်လို့အာရချီကပြောပါရယ်။အီရန်နဲ့ကာတာတို့ပူးရဲပိုင်ဆိုင်တဲ့ South Pass ကန်လွန်တံခွေတူဖော်ရေးလုပ်ငန်းကိုအစ္စရေးကတိုက်ခိုက်တာဟာအလွန်အနည်းငယ်များတဲ့လုပ်ရက်ဖြစ်ကြောင်းအာရချီကပြောပါရယ်။ ပတိပခကိုပါရှန်ပင်လယ်ကွေးအထိဆွဲသွင်းလိုက်တာဟာမဟာဗျူဟာအမှားယွင်းတစ်ခုဖြစ်ပြီးစစ်ပွဲကိုအီရန်ရဲ့နန်မိတ်ထက်ကျော်လွန်ပြီးချဲ့ထွင်ဖို့ရည်ရွယ်နေတာဖြစ်ပါတယ်လို့၎င်းကအဆိုပါတယ်။အစ္စရေးဟာအီရန်နဲ့အမေရိကန်နျူကလ িয়ার ဆွေးနွေးမှုတွေကိုလည်းနှောက်ယှက်ဖို့ကြိုးပမ်းနေကြောင်း RG ကဆွဆွဲခဲ့ပြီးအီရန်အနေနဲ့သဘောတူညီချက်ရရှိဖို့လမ်းဖွင့်ထားကြောင်းပြောကြားခဲ့ပါတယ်။ အီရန်ဟာဇွန်15ရက်မှာပြစ်လုံးမဲ့6ကြိမ်မြောက်နျူကလ িয়ার ဆွေးနွေးပွဲမှာအဆိုပြုချက်တစ်ခုတင်ပြဖို့အစီအစဉ်ခဲ့ပေမဲ့မကြသေးမီကတင်းမာမှုတွေမြင့်တက်လာတာကြောင့်ဒီဆွေးနွေးမှုတွေကိုဖျက်သိမ်းခဲ့ပါတယ်။အမေရိကန်ရဲ့ခွင့်ပြုချက်နဲ့ထောက်ပံ့မှုမရှိပဲအစ္စရေးကဘရောမတိုက်ခိုက်မှာမဟုတ်ပါဘူးလို့အရချီကပြောကြားခဲ့ပြီးအစ္စရေးရဲ့တိုက်ခိုက်မှုတွေမှာပုံဝင်ပတ်သက်မှုမရှိကြောင်းညှင်းဆိုထားတဲ့အမေရိကန်ရဲ့ပြောကြားချက်တွေကိုအီရန်ကမယုံကြောင်း၎င်းကထန်လောင်းပြောကြားခဲ့ပါတယ်။ အမေရိကန်အနေနဲ့သူတို့ရဲ့စေဘောရာကောင်းမွန်ကြောင်းတည်တည်ပြကျင်နေဆိုရင်အီရန်ရဲ့နျူကလ িয়ার အဆောက်အအုံတွေကိုတိုက်ခိုက်နေတဲ့အစ္စရေးကိုရှုံချဖို့လိုပါတယ်လို့ RH ကပြောကြားခဲ့ပါတယ်။ဒါပြင် RH ကကုလသမဂ္ဂလုံခြုံရေးကောင်စီကိုလည်းအပြစ်တင်ခဲ့ပြီးအီရန်အပေါ်အစ္စရေးရဲ့တိုက်ခိုက်မှုတွေကိုလုံခြုံရေးကောင်စီကလက်လျူရှုထားကြောင်းစွပ်စွဲခဲ့ပါတယ်။အရာချီဟာပြည်ပတန်တမန်တွေနဲ့အစည်းအဝေးပြုလုပ်ခဲ့ခြင်းအတွင်အစ္စရေးရဲ့တိုက်ခိုက်မှုကိုလုံခြုံရေးကောင်စီကမျက်ကွယ်ပြုထားကြောင်း အနောက်နိုင်ငံတွေကအစိုးရတွေဟာအစ္စရေးကိုအပြစ်တင်ရမယ့်အစားအီရန်ကိုသာရှုံချခဲ့ကြောင်းပြောကြားခဲ့ပါတယ်။ဒါပြင်အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့်အမေရိကန်နဲ့နျူကလ িয়ার ဆွေးနွေးပွဲတွေလည်းလမ်းလွဲသွားခဲ့တယ်လို့ဆိုပါတယ်။အစ္စရေးကနျူကလ িয়ার စီမံကိန်းနဲ့ပတ်သက်ပြီးဘလို့သဘောတူညီချက်ရရှိတာကမှမလို့ချင်းဘူးဆိုတာထင်ရှားနေပါတယ်။အစ္စရေးကဆွေးနွေးညီနိုင်မှုတွေမလုပ်ချင်ဘူး။တန်တမန်ကြီးအရစူးစမ်းခြင်းစိတ်မရှိဘူးလို့အရချီကပြောကြားခဲ့ပါတယ်။ဒီအချိန်တော်တွင် အစ္စရေးအာဏာပိုင်တွေကအီရန်နဲ့တိုက်ခိုက်မှုတွေဖြစ်ပွားနေတဲ့၃ရက်မြောက်နေ့ဖြစ်တဲ့ဇွန်လ15ရက်မှာ၎င်းရဲ့လေပိုင်နက်ကိုဆက်လက်ပိတ်ပင်ခဲ့ပါတယ်။